တဝဲဟုတ်တထောင်သုံးခုပါတယ်အဲ့တော့တော့ငချိတ်တို့ပါလို့တော့မပါသေးဘူးမောက်ပန်းဝါကအမတို့ကအုံးယိုပဲယိုပဲစိန်ပြောင်းမှုထညက်အဲ့လိုမျိုးထည့်ရတဲ့အစား၅မျိုးရှိရယ်နောက်ပြီးတော့ကြတော့ဆန်မောက်ပန်းနဲ့ကောင်းကြီးငချိတ်မောက်ပန်းဆိုပြီးတော့ပေါ့နော်အဲ့လိုလေး၂မျိုးလေးခွဲထားတယ် 6နိုင်လောက်ဆိုရင်တော့အဆင်သင့်ဖြစ်ပြီပေါ့ရောက်တာတော့3နိုင်ခွဲလောက်ဆိုရောက်တယ်6နိုင်လောက်ဆိုရင်တော့အဆင်သင့်ဖြစ်ပြီညဘက်ကို9ခွဲ8နိုင်လောက်ပြီတော့ရှိပါတယ်ကိုဘာသာကိုဘာလို့ကြိတ်ဖြစ်လဲဆိုတော့ဒီစိတ်တိုင်းမကြရပါတော့เนาะအဓိကကိုကကောင်းကြီးငှချိတ်ကလည်းတုံးတဲ့ခါကျတော့ဒီကောင်းကြီးငှချိတ်ကအမင်းနဲ့ဒီဆန်နဲ့ရောသွားတဲ့ခါကျရင် customer တွေကတိတ်မကြိုက်ဘူးပေါ့တချို့ကြလဲဆန်တွေကိုကိုဘာသာကိုကြိတ်တာလားအဲအဲ့လိုမျိုးဆိုတဲ့ခါကျတော့နောက်ပိုင်းကျတော့ ကိုဘသားကိုပဲဝယ်ပြီးတော့ကြိတ်တာပို့ဆင်ပေးမယ်ဆိုပြီးတော့ဝယ်ပြီးတော့ပဲကြိတ်ဖြစ်လိုက်တာကိုလာပိုင်း6နှစ်ဆိုနှစ်နှစ်ပြည့်ပြီအရင်ဥစ္စာရောင်းလာတော့ဒီတမိုင်းပေါ့နော်အဲဒီတချောက်လေးမှာပေါ့ဒီလိုပဲတွင်းနဲ့ရောင်းဖြစ်တယ်ပေါ့ဘယင်းအောင်ပွဲရုံမှာရောင်းဖြစ်တယ်အမအမတော်တော်လေးအားပေးတာပေါ့နည်းနည်းရာသီဥတုလေးနည်းနည်းပူလာတယ်နောက်ကိုကလည်းမနက်ပိုင်းတော့လည်းမရောင်းနိုင်တော့ဘူးပေါ့နော်မရောင်းနိုင်တော့ခါကျညနေပိုင်းလေးပြောင်းမယ်ဆိုပြီးတော့တခါအမတို့ဟိုပါပေါ့တန်လန်းအဲအဲအဲ့ဒီမှာတွားရောင်းဖြစ်တယ်ပေါ့နော် ပို့ပြီးတော့အဲ့လိုပေါ့ရောင်းချင်တာပေါ့နော်အဓိကရောင်းချင်တော့အမရလှဲတန်းကိုတက်လာတယ်ပေါ့လှဲတန်းမှာရောင်းဖြစ်တယ်အဲ့လှဲတန်းနေပြီးတော့အခုဒီစမ်းချောင်းကိုရောက်လာပေါ့ ဒီဘလောက်နဲ့စာရအောင်ဘလောက်နဲ့စာရအောင်လဲဆိုအမောက်တထောင်နဲ့စာရအောင်လားတပွဲဟုတ်တပွဲဟုတ်တထောင်၃ခုပါတယ်အဲ့တော့တော့ငချိတ်တို့ပါလို့တော့မပါသေးဘူးပေါ့ငချိတ်ကတော့ဟိုဟာမှဒီတန်လန်းကိုစာရောက်တဲ့အချိန်ကြတော့ပါပဲငချိတ်ပါပေါ့ဟိုစမ်းခဲ့ရတဲ့စံလေးတွေကတော့အများကြီးပဲအမျိုးပေါင်း20 30လောက်စမ်းပြီးတော့မှလေဒီစံလေးနဲ့ကပို့ပြီးတော့အဆင်ပြေတယ် customer နဲ့လည်းဟိုစားတာအဆင်ပြေတယ်ပေါ့နော်အရင်မှမသွားဘူးဆိုပြီးတော့ဒီစံလေးတွေပဲရွေးပြစ်သွားတာ မအောင်ဆုံးဆန်နောက်ပြီးတော့ဒီကောင်းကျင်းချိတ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုကြာအရင်ဆုံးရေးစေးတယ်ရေးစေးပြီးသွားလို့ရှိရင်လှမ်းတယ်ပေါ့နော်လှမ်းလှမ်းတယ်ပြီးသွားလို့ရှိရင်တော့ဟိုဟာကျိတ်ဆက်ဆန်ကျိတ်ဆက်နဲ့ကျိတ်တယ်ပေါ့တမျိုးချင်းစီကျိတ်တယ်ပြီးသွားတဲ့ခါမှာတော့အာကျိတ်ကျိတ်ပြီးသွားရင်တော့ဒီတချို့မညက်တာတွေပါပြီးပါမှာဆိုလို့စကားလေးနဲ့ပြန်စစ်တယ်ပေါ့နော်စကားနဲ့စစ်စစ်ပြီးသွားလို့ရှိရင်တော့အဲရေနဲ့ပေါ့ ထည့်ပြီးနေလိုက်တယ်နေတဲ့အခါမှာလည်းရေများသွားလို့ကလည်းအဆင်မပြေနေလို့ကလည်းအဆင်မပြေတော့ဟိုအနေတော်အနေထားလေးပေါ့နော်ဟိုလက်နဲ့စုပ်လို့ရတဲ့အနေထားလောက်ကိုပဲအဲအဲ့လောက်လေးနဲ့ပဲရေပမာဏနဲ့နေလိုက်တယ် yang မုတ်ပန်းဝါကအမတို့ကအုံးမျိုးပဲယိုပဲစိမ့်ပြောင်းမှုထညက်အဲ့လိုမျိုးထည့်ရတဲ့အစာ၅မျိုးရှိရယ်နောက်ပြီးတော့ကျတော့ဆန်မုတ်ပန်းနဲ့ကောင်းကြီးငှချိတ်မုတ်ပန်းဆိုပြီးတော့ပေါ့နော်အဲ့လိုလေးနှစ်မျိုးလေးခွဲထားတယ်ကိုဘသားကိုထွင်လိုက်တာကတော့ဟိုပါပေါ့ဟိုအဓိကတော့ဒီဆန်ပဲမဟုတ်ပဲနဲ့ငှချိတ်လေးကိုလည်းအဲ့လိုစားစေချင်တာအဓိကငချိတ်နဲ့လည်းရတယ်ဆိုတာမျိုးဟိုသူတို့စားစေချင်တာအဲ့လိုနဲ့အဲ့ငချိတ်လေးကိုထည့်ပစ်တယ်နောက်ပြီးတော့ အဲသူတို့တွေကနေပြီးတော့ပြောတယ်ငါတို့ကပဲအစိမ့်လေးနဲ့စားကြင်တာအချိုနဲ့ကြောင်ငါမတည့်ဘူးဒါမှမဟုတ်လဲတချို့ကြောင်အစိမ့်မှကြိုက်တာငါတို့နေမှာဆိုရင်ဒီလိုမျိုးပဲလေးနဲ့အဲစားရတာဆိုတာမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုပဲအစိမ့်လေးထည့်ပစ်တယ်နောက်ပြီးတော့ပြောင်းမှုကတော့အဲကောင်းရင်းနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ကိုစားကြည့်ကိုဘာသာကိုလှုပ်ရှားရင်းနဲ့ကိုကြိုက်လို့ထည့်တယ်ပေါ့နော် အဲ့ပြီးတော့ now တချို့ customer တွေကကြတော့ငါတို့အညာမှာဆိုရင်ထញက်နဲ့စားရဲပေါ့နော်အဲ့နဲ့ဒီသူတို့စားစီခြင်းနဲ့ထញက်ကိုအဲတက်နိုင်ဆုံးပေါ့နော်အသက်တန့်နေအောင်လို့ရှာပြီးတော့အဲ့လိုကြံထញက်လေးသုံးပြီးတော့အဲ့လိုလေးထည့်ပြတာပေါ့သူတို့ပြောလိုက်တဲ့ဟာကိုချက်ချင်းမလုပ်ပေးနိုင်အောင်မှာတဖြည်းဖြည်းချင်းလေးနဲ့ပေါ့နော် ်အဖြူနဲ့ဆိုလို့ရှိရင်က၄ခုပါတယ်၃တောင်ပေါ့နော်ငချိန်နဲ့ကတော့၃ခုရတယ်၃တောင်ပေါ့အကယ်လို့မှသူတို့တွေရဲ့စိတ်ကြိုက်ပေါ့အဖြူလဲစားကျင်တယ်တချို့ကြောင့်ငချိန်လဲစားကျင်တယ်ဆိုလို့ရှိရင်နှစ်ခုစလုံးပေါ့နော်အဲ့လိုလေးလိုချင်တဲ့လူတွေရှိရင်တော့သူတို့တောင်းဆိုတဲ့အတိုင်းအဲ့လိုဖြူနှစ်ခုငချိန်နှစ်ခုအဲ့လိုလုပ်ပေးရဆိုတော့၃တောင်အားယူပါတယ်အဲ့လိုကြီးတော့ဟိုနှမ်းအောင်လုပ်ပေးတယ်ပေါ့နော်နောက်နှမ်းအောင်ဆိုလို့ရှိရင်လည်းဟိုပေချာလေးလုပ်ပေးတယ်ပေါ့နှမ်းအောင်လေးနဲ့ထည့်ပြီးစားလို့ရအောင် တချို့ကြောင့်နှမ်းနှောင်းအရင်ကြိုက်တဲ့ခါကြောင့်နှမ်းနှောင်းလေးနဲ့တွဲပြီးစားလို့ရအောင်ပါနှမ်းနှောင်းလေးကထည့်ပေးတာလေး၄နိုင်လောက်ဆိုတော့အဆင်သင့်ဖြစ်ပြီပေါ့ရောက်တာတော့၃နိုင်ခွဲလောက်ဆိုရောက်တယ်၄နိုင်လောက်ဆိုတော့အဆင်သင့်ဖြစ်ပြီညဘက်ကိုခွန်ခွဲ၈နိုင်လောက်ပြီတော့ရှိပါတယ်အများတန်းလေဟိုကိုဘယ်နေရာမှာပဲတွေ့တွေ့အဲဘယ်မှာရောင်းခဲ့တာဆိုပြီးတော့အဲ့လိုပေါ့သတိတရနဲ့ဝေစားကြတယ်ပေါ့နော်အဲ့တော့လည်းအရန်ကျေးဇူးတင်တာဟုတ်